โอเคမင်္ဂလာပါကျွန်တော်ဒီနေ့ခင်ဗျားတို့ကိုမျက်ဝယ်ပေးခြင်းနဲ့ကြောင်းရတာကျွန်တော်တို့ကွန်ပျူတာ Windows တင်တဲ့အခါပေါ့နော်အခုလိုမျိုးပြန်တက်လာတာပေါ့โอเคဒါဘာဖြစ်လို့ပြန်တက်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့က UEFI နဲ့ Legacy အလမ်းကြောင်းလွေးတော့လို့ပြန်တက်လာတာဖြစ်တယ်နော်โอเคကျွန်တော်အဲ့ဒါဆိုလို့ရှိရင်ခင်ဗျားတို့ကိုဒီပြဿနာကိုဘယ်လိုဖြေရှင်းလဲဆိုတဲ့အခါမျက်ဝယ်ပေးထားမယ်ဆိုတော့ဗျာကျွန်တော်ဒီမှာကြည့်ဒါလေးကိုပိတ်မယ်နော်ကျွန်တော်ပိတ်မယ်နော်โอเคပြီးလို့ရှိရင် yes ပေးလိုက်မယ် โอเคကျွန်တော်တို့က power တည်သွားပြီဆိုလို့ရှိရင် USB ကိုဆွဲထုတ်လိုက်မယ်เนาะโอเคအဲ့ဒါဆိုတော့ဘယ်လိုတက်လာမလဲကြည့်ကြည့်မယ်တခါတည်းကြာရင် auto တက်လာတယ်ဒါပေမဲ့တခါတည်းကြာရင်မတက်လာဘူးမတက်လာဘူးဆိုလို့ရှိရင်အဲ့ဒီမတက်လာတဲ့အကြောင်းရင်းကဘာလဲဆိုတာကိုโอเคညှောက်ဝေပေးသွားမယ်ဆိုတော့လုံးဝမတက်လာဘူးဒီမှာကြည့်ကြည့်မတက်လာဘူးသူကဒီကျွန်တော်တို့ထိထားဒီ M2 cup ပေါ့နော်ကျွန်တော်တို့ထိထားဒီ M2 cup ကိုရှာမတွေ့ဘူးလို့ပြောတယ်ဗျာဒီမှာ notebook device ပေါ့နော် โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်စိတ်သက်တလုံးကိုနိုင်လိုက်မယ်ပြီးလို့ရှိရင် keyboard ကနေ F2 ကိုနိုင်မှာပေါ့เนาะ F2 ကိုဘာကြောင့်နိုင်လဲဆိုလို့ရှိရင်ကျွန်တော်ဘုတ်ထေးကိုဝင်တာเนาะအဲဘုတ်ထေးကိုဝင်မလို့ပေါ့เนาะโอเคအဲ့ဒါဆိုဘုတ်ထေးကိုဝင်တော့ပြီโอเคအဲ့ဒါဆိုတော့ကျွန်တော်ဒီကျွန်တော်အခုလုပ်နေတာ D ဖြစ်တယ်ပေါ့เนาะโอเคအဲ့ဒါဆိုတော့ကျွန်တော်ကဒီနားမှာကြည့်ကြည့်မယ်ကျွန်တော် base ကိုကြည့်မိပြကျွန်တော် base ကလည်းကောင်းနေပြ excellent ဖြစ်နေတာပေါ့เนาะ โอเคအဲ့ဒါဆိုလို့ရှိရင် box screen သွားမယ်เนาะဒီမှာเนาะဒါလေးသွားမယ်เนาะဒီစားကြည့်ကြရเนาะအရေးကြီးရေเนาะโอเคအဲ့ဒါဆိုတော့ကျွန်တော်ဒီဘက်မှာကြည့်မယ်ဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင်ဘာဖြစ်နေလဲကြည့်ကြည့်မယ်โอเคဒီမှာကြည့်အဲ့မှာ legacy ဖြစ်နေတာဗောနော် legacy ဖြစ်နေတယ် legacy ဖြစ်နေလို့မရဘူးအာကျွန်တော် UEF ဖန်ပြောင်းရမယ်เนาะအဲ့မှာ UEF ဖန်ကိုကျွန်တော်နှိပ်မယ်โอเคဒီမှာကြည့်မယ်အဲ့မှာ window ဆိုတာတွေ့ရမယ်โอเคပြီးလို့ရှိရင်အောက်မှာ blank ကိုနှိပ်မယ် အပလင်းကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီနတ်မှာအမှတ်တောက်မယ်ဒီမှာနော်အမှတ်တောက်မယ်နော်ပြီးရင် okay ပြေးမယ် okay ပြီးလို့ရှိရင်ကျွန်တော် exit နဲ့ပြန်ထွက်လိုက်မှာပေါ့နော်အမှကြီး exit နဲ့ပြန်ထွက်လိုက်မယ် okay အဲ့ဒါဆိုပြီးတော့ပြီဒီတစ်ခါမတက်ဘူးဆိုတာဘယ်တော့မှမဖြစ်နိုင်ပါဘူးနော်တက်ကိုတက်မှာနော်မတက်ရင်ဒီကွန်ပျူတာကိုထုတ်ခွေပြလိုက်တော့မယ်โอเคเต็มไปเนาะ ခါရီကြလို့ရှိရင်ဒီမှာတက်လာပြီเนาะကျွန်တော်တို့ဒီအခုလိုမျိုးအဲ Windows တင်ပြီးပြီဒါပေမဲ့ပြန်ပြီးတော့တက်လာတယ်ဆိုလို့ရှိရင်အခုလိုမျိုးပိတ်ကျွန်တော်စွတ်စွတ်ကပိတ်တယ်လို့ပိတ်ပေးလိုက်ပါကွန်ပျူတာမှာ power ပိတ်သွားတာနဲ့ကျွန်တော်တို့ USB ကိုဆွဲထုတ်လိုက်ပါပြီးလို့ရှိရင်အော်တူအနေတူအော်တိုတက်လာတာပေါ့နော်ခုလိုမျိုးတက်လာတာတွေ့ရမယ်တခါတလေကြာလို့ရှိရင်မတက်ဘူးမတက်ဘူးဆိုတော့အကြောင်းအရာကကျွန်တော်တို့ legacy ရဲ့ဒါမှမဟုတ်ရှင် UFN ရဲ့တူတို့ဘုတ်ဟိုလမ်းကြောင်းပေါ့နော်ဘုတ်ပက်လို့ခေါ်တာပေါ့အဲလမ်းကြောင်းလွေးသွား လွေးသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုလိုမျိုးပြဿနာတွေကြုံတွေ့ရတာပေါ့နော်ဒါ window တင်တဲ့လူငယ်တွေကြုံတွေ့နိုင်တဲ့ပြဿနာတွေမို့ရှင်းပြပေးလိုက်တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာနော်အားလို့ဆိုတက်ပြီနော်